ဇူလ16ရက်နေ့ကနေပြီးတော့ဇူလ22ရက်နေ့အတွင်းမှာလူနေထားတွေပေါ်မှာမူတည်ပြီးတော့ဆောင်းရင်ဆောင်းရံတွေကိုကျမပြောပြသွားမှာပါ။ဟိုကျမတို့အပါဝင်ပေါ့နော်။တော်တော်များများကဒီအိန္ဒိယလေရင်ပြတ်ကြတဲ့ပုံမှာဒါစိတ်မကောင်းဖြစ်ကြတယ်ပေါ့နော်။ဒါကတော့ဘယ်လိုပြောမလဲဟိုကျမတို့ဒီညစ်က2025ဟာ2024ထက်ညစ်ချမ်းနေဆိုတာကို ဒီဘေးရင်ပတ်တဲ့လူတွေပေါ့နော်ဘေးရင်ပညာရှင်တွေ ਨੇ ဒီနက်ခတ်နဲ့ပတ်သက်တဲ့နော်သူတိုင်းဟာဒီဟာကိုကျမတို့ကြူပြီးတော့တိကြသိခဲ့တိကြတယ်ပေါ့နော်အဲ့လိုပြောရမှာပေါ့နော်ဘာကြောင့်လဲဆိုတော့ဒီနှစ်အတွင်းမှာအင်မတန်ကိုကောင်းတဲ့ပေါ့နော်ဟိုသူတော်ကောင်းကြူဖြစ်တဲ့ ကြာတဲ့ဂျူဟာအခုအ мян သွားနေတယ်အ мян သွားတာကိုဘီဒင်လို့ပြောမယ်ဆိုလို့ရှိရင်တော့တီဟာစာကျင့်တယ်လို့ခေါ်တယ်ပေါ့နော်အဲ့လိုတီဟာစာကျင့်တယ်ဆိုရင်ဘာဖြစ်တယ်လဲလို့ပြောရင်တီဟာစာကျင့်တယ်ဆိုလို့ရှိရင်သူကကြာတဲ့ဂျူတီဟာစာကျင့်တယ်ဆိုတာ25နှစ်ကိုမှတစ်ချိန်လောက်ပဲဖြစ်တာပေါ့နော်ပြီးတော့အင်အင်ကာကလည်းသူကကောစာအင်ကာကလည်းအခုလိုအနေထားကြီးဂျုံနေရတာနောက် Yahoo နဲ့စနီး နော်အခုဆိုလို့ရှိရင်စနေနဲ့တောက်ကြအဲဒါမျိုးတွေဂျိုးအနေထားတွေအရာဟာဒီလိုကာလမှာကျမတို့တွေကနော်ဟိုရာသီဥတုတွေကြမ်းတမ်းနေဂျာသီဥတုတွေဒါလေမကနော်တိုင်းပြည်အဝဝမှာစစ်မှတ်ဖြစ်ပွားမှုတွေဖြစ်နိုင်တယ်ဆိုတာ ကိုကျမတို့ဗေဒင်ကျမ်းနေနဲ့ဒီနက်ခတ်ဗေဒပညာရှင်တွေကဒါကိုကျမတို့ကကြိုပြီးတော့ သိနိုင်နေပေါ့နော်ဒီဗေဒင်ပညာကိုလေ့လာလိုက်တာ ਨੇ ဒါတွေကိုကျမတို့ကသိနိုင်မြင်နိုင်ကြားနိုင်နေပေါ့နော်အဲ့လိုပြောရမှာပေါ့နော်အဲ့တော့ဒီကာလတွေမှာကျမတို့ကဒါမျိုးသတင်းတွေကိုကျမတို့ဟိုကြားရလိမ့်မယ်လို့တော့ယူဆပြီးသားပေါ့နော်ဒါပေမဲ့မမျော်လင့်ဘူးအဲ့လိုမျိုးမကြားချင်ဘူးအဲ့လိုမျိုးတွေမမှန်စီချင်ဘူးနော်ဒါပေမဲ့တကယ်ဖြစ်သွားတော့လေဟိုဖျားတရားပေါ့နော်ပြောမယ်ဆိုလို့ရှင်တော့ကုသိုလ်ရေး တွေကိုကျမတို့ပို့လို့ဖို့လိုတယ်ပေါ့အဲ့ဒါတော့ကျမအားလုံးကိုမြတ်တာနဲ့တိုက်တွန်းပါတယ်ဒီနှစ်ကအင်မတန်ချမ်းပါတယ်เนาะအခုကျမထပ်ပြီးတော့ဒီနေ့မှာထပ်ပြီးတော့ကျင့်တဲ့ခါကျတော့သီဟစာကျင့်တဲ့အတွက်ဇာသပတိကျူဟာသီဟစာကျင့်တဲ့အတွက်ရည်ကြီးနိုင်တယ်လေကြီးနိုင်တယ်လို့ကျမတို့ဆယ်မြောင်းတွေတာယိုးတွေကျိုးပေါက်နိုင်လို့လူတွေဒုက္ခရောက်နိုင်တာကိုလေကျမတွေ့ရပါတယ် အဲ့တော့ညနာ6နာ10နာကန်နာမှနေတဲ့လူတွေအထူးကယူဆိုင်ပါဒီကာလတွေမှာမိုးကြီးနိုင်နေလေကြီးနိုင်နေရေကြီးနိုင်နေเนาะဒီနှစ်ကဗုဒ္ဓဖူးနဲ့ပတ်သက်တဲ့လေနဲ့ပတ်သက်တဲ့เนาะဗုဒ္ဓဖူးဂျုံနဲ့ပတ်သက်တဲ့ထိကိုက်ဆုံးရှုံးမှုတွေဖြစ်နိုင်တယ်လို့ပဲကြာသပတေးဂျုံနဲ့ပတ်သက်တဲ့ထိကိုက်ဆုံးရှုံးမှုတွေလည်းဖြစ်နိုင်ပါတယ်เนาะဖျားစီတီတွေ ဒါတွေပျက်စီးတာမျိုးတွေလည်းကျမတို့ကြုံရနိုင်တယ်ပေါ့နော်နောက်ဖုန်ကြီးចောင်းနေเนาะနောက်ကျမတို့ပြောမယ်ဆိုလို့ရှင်တော့ဟိုပြည်သူတွေနဲ့သက်ဆိုင်တဲ့အဆောက်အဦတွေပေါ့နော်ဒါမျိုးတွေလည်းထိခိုက်ပျက်စီးတာမျိုးလည်းကြုံရနိုင်တဲ့အတွက်ကျမကတော့ဥသူရေးရေတရားတွေကိုလေးလေးနက်နက်ဒီသေးချာချာလေးလှုပ်စီချင်ပါတယ်เนาะအဲ့တော့ဒါကကျမတို့ဗာပဲပြောပြောကျမတို့အနေနဲ့ ကုသိုလ်ရေးရေလျာကြီးလုတ်ပြီးတော့ကိုယ့်ရဲ့ကံကိုအတက်နိုင်ဆုံးကျမတို့ပြင်ဆင်လို့တော့ရပါတယ်เนาะအဲ့ဒီအတွက်လေကျမပုံမှန်အပတ်စဉ်ကျမရေလျာကြီးပေးပါတယ်เนาะဂျူလ16ရက်နေ့ဂျူလ16ရက်နေ့ကတော့ အလုံးစုံပြီးစီးအောင်မြင်စေတဲ့တိတ်တိယုတ်ရထားတဲ့နေ့ဖြစ်တယ်เนาะပြောမယ်ဆိုလို့ရှိရင်တော့အဲဇူလ16ရက်နေ့မန်ဒီဟာနေကောင်းတဲ့နေ့ထဲမှာပါပါတယ်เนาะအလုံးစုံပြီးစီးအောင်မြင်စေတဲ့တိတ်တိယုတ်နဲ့เนาะတင့်တယ်ကောင်းမြတ်စေတဲ့သူဘယုတ်ရထားတဲ့နေ့ဖြစ်တယ်เนาะအဲ့လိုနေ့ရတော့ကျွန်မပြောရမယ်ဆိုလို့ရှိရင်တော့เนาะဒါဟာဒနာတိတ်တိနဲ့စမ်းရှင်နဲ့နက်ခတ်ဆန်းရှင်နက်ခတ်မိတဲ့နေ့လို့ပြောလို့ရတယ်เนาะ ဂျူလ16ရက်နေ့မှာကျမတို့ငွေကြေးဆိုင်ရာအစီအရင်တွေကိုလုပ်နိုင်တဲ့နေ့ဖြစ်ပါတယ်။ငွေကြေးဆိုင်ရာအစီအရင်တွေကိုဘယ်လိုလုပ်ရမလဲဆိုတာကိုကျမတီးသန့် posting ပြီးတော့ကျမပြောပါမယ်။16ရက်နေ့မှာလုပ်ရမှာဖြစ်တဲ့အတွက်မနေ့ဖြန်မှာကျမ posting ပါမယ်နော်။ live လွှင့်နေလဲလွှင့်မယ်ဒါမှမဟုတ်ကျမဘယ်လိုပြောမလဲ။အာဟိုပါပေါ့နော်။တေချာပြောမယ်ပေါ့နော်။အဲအဲ့တော့အခုဒါကကျမက အရှိကြီးပြောရမှာဖြစ်တဲ့အတွက်ဒါဟိုကျမဒီမှာမပြောဘူး။ဘာကြောင့်လဲ post တစ်ခုစာပြောရမှာဖြစ်တဲ့အတွက် Monday ဇွန်လ16ရက်နေ့ဟာဒနသိတိနဲ့စမ်းရှင်နဲ့နေ့ဖြစ်တဲ့အတွက်ကျမတို့ငွေကြီးငွေကြီးကံကောင်းအောင် လုပ်လို့ရတယ်ငွေကြီးပိတ် ကံပေါ့နော်လက်ပိတ်နေတဲ့လူတွေလည်းငွေချစ်ကံကောင်းအောင်လုပ်လို့ရတဲ့နေ့ဖြစ်တယ်။အတိတ်တန်ဝင်လည်းအင်မတန်ကောင်းတယ်ပေါ့နော်အဲ့ဒါကိုကျွန်မကပြီးသန့်နောက် post တစ်ခုမှကျွန်မပြောပါမယ်နော်။အဲ့တော့16ရက်နေ့မှာကျမတို့ငွေကြေးဆိုင်ရာ ကိစ္စရက်တွေကိုလုပ်လို့ရတယ်။เนาะပြီးတော့ကျမတို့အဋိဌံနေ လုံးလို့ရတယ်เนาะရတရာအစီရင်နေဒါမျိုးတွေလုံးဖို့အတွက်အခါကောင်းနေနေဖြစ်ပါတယ်เนาะအဲအယောင်နေနေကတော့ကျမတို့ယောဂီယောင်နဲ့အဖြူယောင်လိန်မော်ယောင် ရွှေရောင်အဲ့ဒီအရောင်တွေကတော့အကောင်းဆုံးအရောင်တွေဖြစ်ပါတယ်အရက်မျက်နှာနေနဲ့ဆိုရင်တော့မြောက်ရက်ဖြစ်ပါတယ်ရွတ်ဖက်ပူဇော်ရမယ့်ဂါထာကတော့ဂုံတော်ကွန်ချာကိုကိုးကပူဇော်ပါဒီကြားထဲမှာကျမတို့ငွေကြီးအရန်အခက်ခဲဖြစ်နေတယ်เนาะငွေကြီးရန်အခက်ခဲဖြစ်နေလို့နော်ကျွေးဘူးတွေလည်းရှိနေတယ်ပတ်စံရဖို့လည်းအရန်ကိုလိုအပ်နေတယ်ဆိုရင်တော့ကျမကနော်ယတိဥခန္တီရဲ့ဂါထာသို့မဟုတ်ဒီဝါတပတိ နော်ဂါရတော်ကိုပတိတပတ်ပူဇော်ပါလို့ကျမကမေတ္တာနဲ့တိုက်တွန်းပါတယ်ဒါဆိုရင်ဂုံတော်ကွန်ချာကိုးကောက်ရွတ်မယ်ဒီဝါတိပတိဂါရကိုပူဇော်လက်ဆရှိတဲ့လူတွေကဒီဝါတိပတိဂါရကိုပူဇော်ပါဒီဝါတိပတိဂါရမဟုတ်ဘူးယတိယသိဥခန္တီရဲ့ဂါရကိုပူဇော်တယ်ဆိုလို့ရှိရင်လေပတိတပတ်ပြအောင်ပူဇော်ပါပြီးရင်ကျမက ဘာကိုရွတ်ဖတ်စေခြင်းတလဲဆိုရင်မေတ္တာဒုတ်ကိုကိုးကောက်ပူဇော်ပါလို့ကျွန်မကမေတ္တာနဲ့တိုက်တွန်းပါတယ်။ဟုတ်ပြီ။ဝေကြီးကံအတွက်ကိုဘာဟိုလှူဒန်းရမလဲဆိုရင်တော့ကျွန်မကဖျားမှာစွန်းနေနဲ့စံစီစားစေးဆက်ပြာနော်အိမ်ကဖျားမှာပဲစံကို ဟွာပေါ့ဟိုခွက်ကလေးနဲ့ဆန်လေးပြီးလို့ရှင်စီလေးကိုခွက်ကလေးနဲ့လဲစီဆန်စီစားစေးဆက်ပြာကိုအင်္ဂါဖျားမှာလှူဒန်းမှာเนาะဒါကိုကျမကအဲ့လိုလှူဒန်းမယ်ဆိုလို့ရှင်တော့ငွေကြေးကန်အတွက်လဲအထောက်ပံ့အကောင်းကြီးဖြစ်လာစေပါလိမ့်မယ်เนาะဇူလ18ရက်နေ့ကတော့နေ့ကျန်းပါတယ်เนาะဥပါဒယုတ်နဲ့ဥပါဒယုတ်ဆိုတာကလူတွေကို ထိခိုက်ပျက်စီးသိမ်းဆုံးစေတဲ့ယုတ်ပါเนาะဥပါဒယုတ်နဲ့ ဆင်းရဲဒုက္ခကြုံစီတတ်တဲ့ကာနာယုတ်ရထားတဲ့နေ့ဖြစ်ပါတယ်နော်အဲ့လိုနေ့မှာတော့တစ်နေ့လုံးအချိန်ခါမကောင်းပါဘူးအင်္ဂါနေ့18ရက်နေ့ဟာတစ်နေ့လုံးမိုးလင်းတာနှစ်သုံးညသုံးညနိုင်ရနေည12နာရီထိအချိန်ခါမကောင်းတဲ့နေ့ဖြစ်ပါတယ်အဲ့လိုနေ့မှာတော့ကျမတို့ဂယုဆိုင်ပြီးတော့နေထိုင်မှမယ်ကံကောင်းလက်ပွင့်စေတဲ့အရာကတော့เนาะကျမတို့ ယောဂီအောင်ဖြစ်ပါတယ်အရက်မျက်နာအနေနဲ့ဆိုရင်တော့အနောက်တောင်ရက်ဖြစ်ပါတယ်ရွတ်ဖက်ရမယ်ဂါထာကတော့မေတ္တာသုံးနဲ့မေတ္တာသုံးဟိုကျွန်မတို့ပုပ္ပနာသုံးဒါရဏပရိပြီးရင်ကျွန်မတို့တန်ပုတ်တွေကိုပတိတပတ်ပူဇော်ပြီးပါစွန်းအနေနဲ့ကတ်မယ်ဆိုလို့ရှိရင်တော့ရေတန့်ရေဖျားကိုရေတန့်လှူပါပြီးရင်ရေလိုနေတဲ့လူတွေကို ရေလူပေးပါဂျူလ18ရက်နေ့ဂျူလ18ရက်နေ့ကတော့သူကဟိုဗဒုံမာယုတ်နဲ့လုံမကယုတ်ပေါ့နော်ဗဒုံမာယုတ်ကကြတော့ပစ္စည်းဥစ္စာတွေကိုတိုးပွားစေတဲ့ယုတ်ဖြစ်တဲ့အတွက်အခါကောင်းပေါ့နော်ဟိုလုံမကယုတ်ကတော့ပစ္စည်းဥစ္စာတွေကိုဆုံးရှုံးစေတဲ့ယုတ်ဖြစ်ပါတယ်ပြောမယ်ဆိုရင်တော့ကောင်းတဲ့အကောင်းအဆိုးတွင်တွင်နေတဲ့ယုတ်ပါ အမောင်ကာလာကတော့နေ့၁၂နာရီရနေပြီးတော့နေ့တနာရီနဲ့30မိနစ်အတွင်းအမောင်ကာလာဖြစ်သလိုည10နာရီမိနစ်90ရနေပြီးတော့ည12နာရီအတွင်းအချိန်ခါမကောင်းပါဘူးရှင်ကံပွင့်စီတဲ့အရာကတော့ အဖြူရောင်ဖြစ်ပါတယ်။အရက်မျက်နှာအနေနဲ့ဆိုလို့ရှိရင်တော့အနောက်မြောက်ရက်ဖြစ်ပါတယ်။ရွပွားပူဇော်ရမယ်ဂါရာကတော့ဂုံတော်ကွန်ချာနဲ့ တရဏဂုံကိုတိဆောက်ပါဂုံတော်ကွန်ချာကိုပူဇော်မယ်ဆိုလို့ရှိရင်တော့ငွေကြီးဆိုင်ရเนาะခြိကైဆုံရှုံတာတွေသက်တာပါလိမ့်မယ်ဘေးအန္တရာယ်လေးကင်းပါလိမ့်မယ်လူဒန်းရမယ်စွန်းနေနေဆိုလို့ရှိရင်တော့ကျမတို့နဝင်းစွန်းလူဒန်းနိုင်ပါလေဂျူလ19ရက်နေ့ဂျူလ19ရက်နေ့ကတော့စတာယုံနဲ့ တိုးတက်ကြီးပွားစေတတ်တဲ့မိဒါယုတ်ရထားတဲ့နေ့ဖြစ်ပါတယ်။စတာယုတ်ဆိုတာကကျမတို့ကုန်ရှိနေတဲ့ပစ္စည်းဥစ္စာတွေကိုတိုးတက်စေတဲ့ယုတ်ပါနော်။မိဒါယုတ်ကြတော့လေကိုကကြီးပွားစေတဲ့ယုတ်ဖြစ်တဲ့အတွက်ဗုဒ္ဓဖူးနေ့နော်19ရက်နေ့ဗုဒ္ဓဖူးနေ့ဟာနေ့ကောင်းတစ်နေ့ဖြစ်ပါတယ်။ငွေကြေးဆိုင်ရာကိစ္စတွေကိုအောင်မြင်စေလိုခြင်းအောင်မြင်စေခြင်းနဲ့ဆိုလို့ရှိရင်တော့အဲ့လိုနေ့မှာလှုပ်ဆောင်မှာငွေကြေးဆိုင်ရာကိစ္စတွေအောင်မြင်ပါလိမ့်မယ်။ဒါအပြင် ျမတို့နော်ကံကောင်းလက်ပွင့်စေတဲ့အရာကတော့ခရမ်းရောင်ဖြစ်ပါတယ်။အရက်မျက်နှာအနေနဲ့ဆိုရင်တော့အနောက်ရက်ဖြစ်ပါတယ်။စွန်းအနေနဲ့ကတ်မယ်ဆိုလို့ရှိရင်တော့ရွှေထမင်းလှူဒန်းနိုင်ပါတယ်။ရွပွားပူဇော်ရမယ့်ခါတာကတော့ဂုံတော်ကွန်ချာနဲ့မြတ်တာတုတ်ကိုးကောင်ပူဇော်နိုင်ပါတယ်။ဂျုံလ20ရက်နေ့ ဇူလ20ရက်နေ့ကတော့စက်တီမင်္ဂလာရီနဲ့ပြည်စုံစေတတ်တဲ့တီတီဝိဆာယုတ်နဲ့ထိခိုက်ဆုံးရှုံးပျက်စီးစေတတ်တဲ့ဝစီယယုတ်ရထားတဲ့နေ့ဖြစ်ပါတယ်။ရှောင်းရန်အမောင်ကာလကတော့မနက်10:30နာရီကနေပြီးတော့နေ့12:00နာရီအတွင်းအချိန်အခါမကောင်းပါဘူးရှင်။ည9:00နာရီ52မိနစ်ကနေပြီးတော့ည9:00နာရီ20အတွင်း အချိန်ခါမကောင်းပါဘူးရှင်အဲ့ဒီအချိန်ခါတွေကိုရှောင်ကျင်ပြီးတော့ကိုယ့်ရဲ့အောင်မြင်စေလိုတဲ့ကိစ္စတွေကိုလှုပ်ဆောင်မယ်ဆိုလို့ရှိရင်တော့ဒါလှုပ်ဆောင်နိုင်ပါတယ်ကံကောင်းလက်ပွင့်စေတဲ့အရာကတော့အဝါနုရောင်နန့်တာရောင် ဖြစ်ပါတယ်အရက်မျက်နှာအနေနဲ့ကတော့အနောက်တောင်ရက်ပဲဖြစ်ပါတယ်လှရွပွားပူဇော်ရမယ်ဒါရာကတော့မြစ်တာတော့ ပုပ္ပနာတုတ်ဂုံတော်ကွန်ချာဒါတွေကိုဖြစ်ပွားပူဇော်ပါအခါရဆုံးကတ်မယ်ဆိုလို့ရှိရင်တော့နဝင်းဆုံးကိုကတ်လူပူဇော်နိုင်ပါတယ်21ရက်နေ့ဂျုံက21ရက်နေ့ရတော့ချမ်းသာကြီးမားစေတတ်တဲ့တောမြရုပ်နဲ့ည6နာရီအလွန်မှာတော့ပစ္စည်းဥစ္စာတွေကို ကုန်ဆုံးစေတတ်တဲ့ဓွာချရုပ်ရထားတဲ့နေ့ဖြစ်ပါတယ် ရှောင်းရံအမောင်ကာလကတော့မနက်9:00နာရီကနေပြီးတော့မနက်10:30အတွင်း ည8:22မိနစ်ကနေပြီးတော့ည12:00အတွင်းအချိန်ခါမကောင်းပါဘူး။ရှောင်းရံအမောင်ကာလကိုရှောင်းကျင်ပြီးတော့စီးပွားဆိုင်ရာကိစ္စတွေကိုတော့လှုပ်ဆောင်နိုင်ပါတယ်။ကံပွင့်လက်ပွင့်စေတဲ့အရာကတော့အဝါချအဝါရောင်ဖြစ်ပါတယ်ရွှေရောင်ဖြစ်ပါတယ်ပတောက်ရောင်ဖြစ်ပါတယ်အရက်မျက်နှာအနေနဲ့ဆိုလို့ရှိရင်တော့အနောက်မြောက်အရက်ဖြစ်ပါတယ်ရွပွားပူဇော်ရမယ့်ဂါထာကတော့ဂုံတော်ကွန်ချာနဲ့မြတ်တာတို့ကို ပူဇော်ပါ လူဒန်းရမယ်စွန်းနေနေဆိုလို့ရှိရင်တော့နဝင်းစွန်းကိုလူဒန်းနိုင်ပါတယ်ဂျူလာ22ရက်နေ့ကတော့ရက်ကျန်းပါတယ်เนาะဂျူလာ22ရက်နေ့ကရက်ကျန်းတဲ့အတွက်အထူးဂယူဆိုင်စေချင်ပါတယ်ဂျူလာ22ရက်နေ့မှာမြစ်စုရုပ်နော်တည်စေတတ်တဲ့မြစ်စုယုံနဲ့ဆင်းရဲဒုက္ခတွေကိုကြုံတွေ့စေတတ်တဲ့ကာနာယုတ်ရထားတဲ့နေ့ဖြစ်ပါတယ် ရှောင်းရင်အမောင်ကာလကတော့မနက်3ည3ည나ရီကနေညနေ6နာရီအတွင်းအချိန်ခါမကောင်းပါဘူးဒီချိန်တွေကိုရှောင်ကျင်ပြီးတော့ကိုလုံအောင်မြင်စေလိုတဲ့ကိစ္စတွေကိုတော့ဒီလိုနေမှာမလုပ်ဖို့ကျမကအကြံပြုချင်ပါတယ်ကံပွင့်လက်ပွင့်စီရဲ့အရာကတော့အချူရောင်ပဲဖြစ်ပါတယ်အရက်မျက်နှာအနေနဲ့ဆိုရင်တော့အနောက်အရက်ဖြစ်ပါတယ် ရွပွားပူဇော်ရမယ့်ဂါထာကတော့ဂုံတော်ကွန်ချာမြတ်တာသုံးပုပ္ပနာသုတ်တို့ကိုရွဖက်ပူဇော်ပါ24ပစ္စည်းပဋ္ဌာန်းကိုအရှိရွမယ်ဆိုလို့ရှင်လေရွပွားပူဇော်နိုင်ပါတယ်လှူဒန်းရမယ့်ဆိုးနေနေရတော့နဝင်းဆိုးကိုလှူဒန်းနိုင်ပါတယ်ဒါကတော့ကျမတို့ဇူလ16ရက်နေ့ကနေပြီးတော့ဇူလ22ရက်နေ့အတွင်းမှာကျမတို့ဆောင်းရံရှောင်းရံတွေကိုပြောပြသွားတာဖြစ်ပါတယ်